မကွေးမြို့နယ်အလဲချောင်းမှာလူချောင်းလေးနှစ်ယောက်ကိုထူးခြားစွာမွေးပြီးတက်ရှိလို့ပူဇော်ထားတဲ့ဘွာမင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့မြန်မာလူမျိုးတွေရဲ့ရိုးရာယုံကြည်မှုတွေကရှမ်းကုန်မှာထူးခြားစမ်းကြဲပြီးတော့သိပ္ပံပညာနဲ့ရှင်းပြဖို့ခက်ခဲတဲ့ဖြစ်ရပ်များတစ်ခုကြောင်းကိုပြောပြကြပါရစေဒီဖြစ်ချက်ကတော့မကွေးတိုင်းဒေသကြီးမကွေးမြို့နယ်အလဲချောင်းရွာမှာတကယ်ရှိနေတဲ့ဘွာတယောက်ရဲ့သူမရဲ့ထူးခြားတဲ့တားတော်မောင်နှစ်ယောက်ကြောင့်ပဲဖြစ်ပါရစေပရိသတ်ကြီးလူချောင်းဆိုတာကိုကြားဖို့ကြားမှာပါ ။ဈေးပညာသဘောအရပြောရမယ်ဆိုရင်တော့မိခင်ဝမ်းပိုက်ထဲမှာတွေကတဘာဝလျောက်၆တွေ့သွားတဲ့တတိတောင်းငယ်လေးတွေလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့မြမရှေယိုယာယူဆနဲ့ဂမ်မီယာလောကမှာတော့ဒီယာဟာရိုရိုသား၆တုံးနေမဟုတ်ပါဘူး။တကောဆောက်ရှောက်မှုတွေပါတဲ့ဝိညာဉ်ကနေတဲ့ဘိုးတော်မောင်တော်တွေဖြစ်မြတ်တနိုးကိုယ်ဝယ်လေးရှိကြပါတယ်။မငွေမျိုးနဲ့အလေချောင်ရွာကအဖွားကတော့သာသမီရနာများကြီးထွန်းကားခဲ့တဲ့မိခင်တယောက်ပါ။ တိုင်းမဲ့ထူးခြားတာကသူမမွေးဖွားခဲ့တဲ့သားသမီးတွေထဲမှာတက်ရှိလူသားတွေပြင်ခုမြင်တွေ့ရတဲ့လူကြောက်ကလေးနှစ်ယောက်လည်းပါဝင်လာခဲ့တာပါပဲ။တာမန်သူတွေမြန်မာတော့ဒါကကြောက်စရာကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့အဖွားထွက်တော်သူတို့ဟာရှင်တွေကမွေးထုတ်လိုက်တဲ့သားရည်ရှင်တွေပါပဲ။အဖွားရဲ့ပြုစုဆောက်ရှောက်ပုံကတကယ်ကိုမှအန်အောစရာကောင်းလွန်လာပါရဲ့။ဒီလူကြောက်လေးတွေကိုဖျားဆင်မှတီးတဲ့နေရာလေးပေးပြီးတော့အမွှေးနှင်းသားတွေပန်းနေနဲ့ပူဇော်ထားရုံမကပဲတက်ရှိကလေးတွေလိုပဲဆက်ဆံပါရဲ့။အဘွားသူတို့တွေလာပါတဲ့ဝက်စားတွေချုပ်ပေးတယ်။ အုတ်ထုတ်လေးတွေစောင်းပေးတယ်ပြီးတော့အရေးကြီးဆုံးကခြေထောက်လေးတွေပါစီဖို့ဖနက်လေးတွေပါအမြဲစင်မြန်ပေးထားတာတွေ့ရပါတယ်ဒေသခံတွေရဲ့အပွားရင်ယုံကြည်ကြရဆိုရင်ဒီသူကြောင့်ကလေးနှစ်ယောက်ဟာအသက်မရှိပေမဲ့ဝိညာဉ်ရှိနေစေလို့ဆိုပါတယ်သူတို့ကမိဘတွေနဲ့အိမ်သားတွေကိုအိမ်မက်ပေးပြီးဆက်သွယ်လေးရှိသလိုသူတို့လိုချင်တာစားချင်တာတွေကိုလည်းအိမ်မက်ထဲမှာလာရောက်ပူဇော်တကြတယ်လို့သိရပါတယ်ဥပမာအမေရေတားဖက်နယ်လေးကြံနေပြီးအစ်စ်လိုချင်တဲ့တို့တားစပါစားချင်တဲ့စသဖြင့်အိမ်မက်ပေးတဲ့ကြပြီးတော့ အဖွားကလည်းသားရီပူစာသမ ्या ကိုမရရအောင်ရှာဖွေဖြစ်စီပေးလို့ရှိပါရယ်ဒီလိုကယူဆိုင်ထားရှိပူစော်ရဲအတွက်လည်းဒီလူချောက်လေးတွေကမိဘကိုကျေးဇူးပြည့်စက်တဲ့အနေနဲ့စီးဝါးရည်တွေတက်အောင်လက်လာပါရှင်အောင်ဘေးရည်ရဲ့ကင်းအောင်ပြန်လည်ဆောက်ရှောက်ပေးရလို့ခိုင်မာယုံကြည်ကြပါရယ်ရှေးလူကြီးတွေရဲ့စကားအရဆိုရင်လူချောက်မွေးတဲ့အိမ်ဟာလက်ကြီးဝင်မဲ့အိမ်ချမ်းသာကြွားမဲ့အိမ်လို့တောင်မှဆိုရုပ်ရှိခဲ့တာကိုဒီနေ့ကလို IDK ကြီးတွေမှာဒီယူဆရတွေကခင်မမီတော့ဘူးလို့အချို့ကတွေးကောင်းတွေးနိုင်ပါရယ် ဒါပေမဲ့မကွေးအလေးချောင်းရွာကဘွားတတော်ဒီလူကြောင့်လေးနှစ်ယောက်ဟာသူ့ဘွားသူမရဲ့ယုံကြည်ချက်နဲ့သူမရဲ့မိသားစုဝင်တွေဖြစ်နေစေပါပဲ။အဘွားရဲ့မျက်နှာမှာမြင်ရတဲ့မေတ္တာတရားဟာသူတို့ကိုတတ်မဲ့ပစ္စည်းတစ်ခုလိုသဘောမထားပဲသာသမီရှင်လိုချစ်ခင်မြတ်နိုးတယ်ဆိုတာသတိပြနေပါရဲ့။ကေပရိသတ်ကြီးရဲ့သိပ္ပံပညာအရရှင်းပြရခက်ပေမဲ့မြမရေမြမတကယ်ရှိနေတဲ့ဒီလိုထူးခြားစံကျယ်မှုတွေပေါ်မှာဘလို့မြင်မိကြလဲ။ပရိသတ်ကြီးရောပဝင်းကျမရောဒီလိုလူကြောက်ကိုးွယ်တဲ့အလေးထားမျိုးကြုံမှုကြဘူးကြလား။ ကိုရိုင်းကြုံတွေ့ဘူးတဲ့ထူးခြားဖြစ်ရလေးတွေရှိရင် comment မှာမျှဝေပေးကြပါအောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာကြပါအောင်မယ်ရှင်။ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။